်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေဓမ္မဥဆုံးဘုရားသခင်ရဲ့ကြည်လွန်ကိုချီးမွမ်းပါတယ်ယေရှုခရစ်တော်အုပ်ဆိုးမှုအောက်မှာအသက်ရှင်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့ဖိလိပ္ပိအခန်းကြီးနဲ့အငယ်9ကနေ17ကိုဆင်ခြင်သွားခြင်းပါတယ် ယေရှုခရစ်၌ရှိသောထိုစိတ်တော်ကို သင်တို့၌လည်းရှိစေကြလောထိုသခင်သည်ဖျားသခင်ဤဒရန်တော်နှင့်ပြည့်စုံတော်မူသည့်ဖြစ်၍ဖျားသခင်နှင့်ပြိုင်သောအမှုကိုလူယူခြင်းအမှုဟု၍မထင်မမတ်လျက်ပင်မိမိအတရေကိုစွန့်၍အစီခံကျွန်ဤဒရန်ကိုယူဆောင်လျက်လူကဲ့သို့သောအဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏ထို့သောလူဤဂုံအင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက် အသေးခံခြင်းသာမဟုတ် လဝါကတိုင်မှာအသေးခံခြင်းတိုင်အောင် အစေကြုံခံ၍ကိုကိုကိုနှိမ်ချတော်မူ၏ထို့ကြောင့်ဘုရားသခင်သည် ကိုတော်ကိုအလွန်ချီးမြောက်၍ဘွဲ့နာမတကားတို့ထက်ကြီးမြတ်သောဘွဲ့နာမကိုပေးသနာတော်မူ၏အကြောင်းမူကားကောင်းကင်တတဝါမြေကြီးတတဝါမြေကြီးအောက်၌ရှိသောတတဝါဒီဟုသောခတ်သိမ်းသောတတဝါတို့သည်ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍ ယေရှုသည်သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့်ခမဲတော်ဖះ၏ဘုံအတီတော်ကိုထင်ရှားစေမိအကြောင်းသည်သခင်ယေရှုခရစ်တော်ရဲ့နာမတော်ဆိုတာကတခြားသောဘွဲ့နာမတကားတွေထက်သာပြီးတော့ကြီးမြတ်တဲ့နာမတော်ပဲဖြစ်တယ်။သူဟာကြီးမြတ်တဲ့ဘုရားသခင်ရဲ့တရံတော်နဲ့ပြည့်စုံတဲ့လူဖြစ်ပေမဲ့လည်းကျွန်တော်တို့အပြစ်တွေအတွက်နှိမ်ချစွာလဝါကတိုင်မှာကိုးစားအသေးခံပေးခဲ့တယ် ကိုစားအသေးခံပေးပြီးတဲ့နောက်ရှင်ပြန်ထမြောက်တော်မူပြီးခဲ့တဲ့အခါမှာကောင်းကင်ဘုံကိုမတက်ကြွခင်မှာမတဲအခန်းကြီး28အငယ်78မှာကောင်းကင်ဘုံမှာရောမြေကြီးပေါ်မှာရောစီရင်ပိုင်တဲ့အခွင့်တကူရှိသမျှကိုငါခံရပြီလို့ဆိုခဲ့ပါတယ်။ကောင်းကင်နဲ့မြေကြီးအပေါ်အပြည့်အဝအခွင့်အာဏာရှိပြီးတော့ခမဲတော်ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကောင်းတွေနဲ့အညီယေရှုခရစ်တော်အုပ်ဆိုးမှုအောက်မှာအသက်ရှင်ပြီးတော့ ခရစ်တော်ရဲ့အခွင့်အာဏာတွေကိုကျင့်သုံးဖို့ပဲဖြစ်တယ်။ဒါပေမဲ့လည်းသခင်ယေရှုခရစ်တော်ရဲ့အုတ်ချုပ်ပိုင်ခွင့်ကိုလူတိုင်းကအတိအမတ်ပြုကြတာတော့မဟုတ်ပါဘူး။တချို့ကကိုရောရဲ့အုပ်ဆိုးမှုကိုညှင်းပယ်ပြီးတော့အကောင်းဆုံးလို့လူရဲ့ထင်မြင်မှုမှန်သမျှတွေကိုလှုပ်ဆောင်တတ်ကြပါနဲ့။ကိုရောရဲ့စိတ်ခိုင်းမှုတွေကိုလည်းအလီးထားခြင်းမရှိကြပါဘူး။မဿဲအခန်းကြီး28အငယ်19မှာ ကျွန်တော်တို့ယုံကြည်သူတွေလောကထဲမှာတွားပြီးတော့လူမျိုးတကာတို့ကိုတပည့်တော်ဖြစ်စေပြီးတော့ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့နာမတော်မှာဗတ္တိဇံကိုပေးကြပါလို့မိန့်မာခဲ့ပါတယ်။တခင်ယေရှုခရစ်တော်ရဲ့ဒီလိုမိန့်မာထားခဲ့မှုကိုအလေးထားပြီးတော့သူ့ရဲ့အုပ်ဆိုးမှုကိုဝန်ခံပြီးတော့နာခံခြင်းနဲ့လှုပ်ဆောင်နေတဲ့သူရှိတယ်လို့မနာခံတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့တနေ့မှာတော့လူတိုင်းဟာခရစ်တော်ရဲ့အခွင့်အာဏာကိုအတိအမတ်ပြုလာရမှာပဲဖြစ်တယ်။ ယုံကြည်သူပဲဖြစ်ဖြစ်မယုံကြည်သူပဲဖြစ်ဖြစ်ခရစ်တော်ရဲ့ရှေ့မှာဒုထောက်ပြီးတော့ကိုရောဟာသခင်ဖြစ်တော်မူတဲ့အကြောင်းကိုဝန်ခံရမှာဖြစ်တယ်။ဘုရားသခင်ဂတိပြုထားတဲ့အတိုင်းကောင်းကင်ကြီးကြီးမြေကြီးအောက်မှာရှိတဲ့ဖန်ဆင်းကံတတ္တဝါအလုံးဟာသခင်ယေရှုခရစ်တော်ရဲ့ရှေ့တော်မှာဒုထောက်ကြရလိမ့်မှာဖြစ်တယ်။အဲ့ဒီအချိန်ကတော့သခင်ယေရှုခရစ်တော်ရဲ့အောင်ပွဲခံပြီးတော့စက်တည်ရရှိနေတဲ့အချိန်ပဲဖြစ်တယ်။အဲ့ဒီနေ့မတိုင်ခင် သခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်အပြစ်သားတိုင်းယုံကြည်လက်ခံထားဖို့လိုသလိုယုံကြည်လက်ခံထားတဲ့ကျွန်တော်တို့ယုံကြည်သူတွေလည်းကိုရောရဲ့အလိုတော်နဲ့အညီအသက်ရှင်နေထိုင်ကြရမှာဖြစ်တယ်။သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့သခင်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့အသက်တာဟာသူ့အားဖြင့်အသက်ရှင်နေရမှာဖြစ်ပြီးတော့သူ့ရဲ့ရည်ရွယ်ချက်တွေအတွက်ကျွန်တော်တို့အသက်ရှင်ကြရမှာဖြစ်တယ်။ကိုရောရဲ့အလိုတော်ကိုကျွန်တော်တို့ဝန်ခံခြင်းဟာကိုရောပြုခဲ့တဲ့မေတ္တာအတွက်ကျွန်တော်တို့ရဲ့ မေတ္တာကိုပြန်လဲတုံ့ပြန်ခြင်းဖြစ်ပြီးတော့ကျွန်တော်တို့အတွေ့ကိုရောရဲ့မေတ္တာရဲ့သဘောတဘာဝအတိုင်းပြည့်စံနေမှာဖြစ်တယ်။ဒါကတော့ကျွန်တော်တို့လှုပ်ရှားရှိတာလှုပ်ရမှာဆိုတာထက်လှုပ်ကိုလှုပ်ရမယ့်အရာပဲဖြစ်တယ်။သခင်ယေရှုခရစ်တော်ကို သခင်နေရာနဲ့အရှင်နေရာမှာထားပြီးတော့ဝန်ခံအသက်ရှင်ခြင်းကကျွန်တော်တို့လူကိုယ်ပိုင်ရွေးချယ်ခြင်းလမ်းတွေထက်ပိုပြီးတော့ပျော်ရွှင်မှုငြိမ်သက်မှု ကာကွယ်မှုနဲ့အတိတ်ပဲရှိတဲ့ရည်ရွယ်ချက်တွေကိုပေးပါတယ်။ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေဟာကိုရောရဲ့အရှင်သခင်ဖြစ်ခြင်းအတွက်အသက်ရှင်တဲ့တည်တည်ခံဖြစ်လို့တဲ့ဆန္ဒကိုထင်ဟပ်စေမှာဖြစ်တယ်။သခင်ယေရှုခရစ်တော်ရဲ့လက်တော်အောက်မှာဝန်ခံအသက်ရှင်ခြင်းကကျွန်တော်ပြုနိုင်တဲ့ပညာအရှိဆုံးနဲ့အကောင်းမှုဆုံးသော ဆုံးဖြတ်ချက်ပဲဖြစ်တယ်။ဒါဆိုရင်သခင်ယေရှုခရစ်တော်ကကျွန်တော်ဘဝရဲ့အရှင်သခင်အစ်စ်အမှန်ဖြစ်နေပါရဲ့လား။ ဂျာနာဆင်ချင်ခဲ့တဲ့သူတိုင်းသခင်ယေရှုခရစ်တော်ရဲ့အုပ်ဆိုးမှုအောက်မှာအသက်ရှင်နေခြင်းကြောင့်အသက်တာအတွက်ရှင်လန်းမှုငြိမ်သက်မှုအကာအကွယ်ပေးမှုနဲ့ရည်ရွယ်ချက်တွေပြည့်စုံနေတဲ့အသက်တာအတီးတီးဖြစ်နိုင်ကြပါစေ။အာမင်။ဤကွာတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် นิดาบจิรู้สออปาดี